မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှကျန်လေးကျူဆိုပါရစေမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့သွားရဲ့အပြင်မျက်နှာပြင်တဖုံးအထက်မှာဖြစ်တတ်တဲ့သွား ပြုံတိခြင်းအကြောင်းကိုပြောပြပေးပါပါဒါကိုကျွန်တော်တို့က abrasion လို့ခေါ်တယ်ဒန်တယ် abrasion လို့ခေါ်တယ်သူကဖြစ်ရင်ကျွန်တော်တို့3လေးချောင်းတစ်ဆက်ထဲဖြစ်တာပေါ့နော်3လေးချောင်းတရေတဲ့ဖြစ်တာများတယ်ဘာကြောင့်ဖြစ်လဲဆိုတော့အကြောင်းရင်းကကျွန်တော်တို့ကသွားတိုက်နီးမှားတာသွားတိုက်နီးမှားတာကျွန်တော်သွားတိုက်နီးမှားတာရယ်နောက်တစ်ခုကသွားတိုက်တန်အမားသုံးပြီးတိုက်ရင် ဖြစ်တတ်တယ်ပြီးတော့ကျွန်တော်တို့မီးသွေးဖွဲပြာတမာဒါကျွန်တော်တို့နေဒီမှာတချို့သုံးကြတာဗောနော်အဲ့ဒါတွေ ਨੇ တိုက်တာများရင်လည်းဖြစ်တယ်ပြီးတော့သွားတိုက်စေးအမှုတ်တွေတိုက်တာများရင်လည်းကျွန်တော်တို့ဒီ operation လို့ခေါ်တယ်ဒီသွားရဲ့အပြင်မျက်နှာပြင်ပြုံတီခြင်းပေါ့နော်။သွားရဲ့ခါမှာဖြစ်တာများတယ်။ပြီးတော့ကျွန်တော်တို့ ตั้วရဲ့ကျွန်တော်တို့ဒီဟိုပေါ့ตั้วဖြူစီตั้วไตတန်ตั้วဟိုကျွန်တော်ตั้วไตစီมาตั้วဖြူစီတွေရှိတယ်ตั้วဖြူစီတွေเนี่ยไตတာများရင်လဲဒီကျွန်တော်အခုပြောတယ် operation ဖြစ်တာများတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့อ่ะဒီဟိုตูเนี่ยคัดซินซินရှိသေးတယ်ပေါ့เนาะตูเนี่ยคัดซินซินကိုကျွန်တော်တို့อ่ะ affraction လို့ခေါ်တယ် affraction ကြတော့သူอ่ะဝါတဲ့စားတဲ့ force အားများလို့ဖြစ်တာပေါ့နော်သူကြတော့ဘလို့ခွဲခြားလို့ရလဲဒီ abrasion နဲ့ affraction နဲ့ဘလို့ခွဲခြားလို့ရလဲဆိုတော့ affraction ကဖြစ်ရင်တစ်ချောင်းပဲဖြစ်တယ် abrasion ကဖြစ်ရင်သုံးလေးချောင်းတစ်ဆက်တည်းဖြစ်တယ်ရမယ်နော်အဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်တို့အခုဒါဒီ abrasion လို့ခေါ်တယ်ကျွန်တော်တို့ကဒီသွားရဲ့အပြင်မျက်နှာပြင် ပြုံတီးခြင်းရဲ့အကြောင်းရင်းပေါ့နော် ဲ့တော့လက္ခဏာလက္ခဏာကျွန်တော်တို့ဘယ်လိုမျိုးတွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ရှေ့ရက်မှာပြောထားတယ်ကျွန်တော် erosion attrition ကျွန်တော်ဓာတ်တွေနဲ့မတူမတူဆိုတာ erosion နဲ့ attrition ကအများစုကကျွန်တော်တို့ကဝါးတဲ့စားတဲ့မျက်နှာပြင်မှာဖြစ်တာသူကကြတော့ကျွန်တော်တို့ကအပြင်ကျွန်တော်တို့ bucket surface ဒါမှမဟုတ်ကျွန်တော်တို့ labial surface ပေါ့နော်အင်္ဂလိပ်လိုဆိုကျွန်တော်တို့ဒီလိုခေါ်တယ်ဒီမှာဆိုတော့လွယ်လွယ်ကူကူဆိုရင်တော့ကျွန်တော်တို့ဝါးတဲ့စားတဲ့ကျွန်တော်တို့မျက်နှာပြင်မဟုတ်ဘဲနဲ့ ကျွန်တော်တို့အပြင်မျက်နှာပြင်တွေမှာဖြည့်ရင်ကျွန်တော်တို့က operation လို့ခေါ်တာပေါ့နော်အဲ့တော့သူ့ရဲ့အကြောင်းရင်းအကြောင်းဟိုသူ့ရဲ့ဒီလက္ခဏာတွေမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ကသွားကဒီတဖုံးရဲ့အပေါ်မှာကျွန်တော်တို့ B ပုံတရံ B shape ခြိုက်ွက်လေးတွေတွေ့ရမယ်အဲ့ဒီခြိုက်ွက်ကကျွန်တော်တို့ကျင်တာမျိုး ဖြစ်တတ်တယ်အဲတချို့ကြတော့အဲ့ဒီခြိုက်ွက်ကနေပြီးတော့ကျွန်တော်တို့ပိုးလေးတွေပြန်စားတာတွေ့ရတတ်တယ် တချို့ကြတော့အက်ကနေကျွန်တော်တို့ဒီခြိုက်ွက်လေးမှာကျွန်တော်တို့က stain လို့ခေါ်တဲ့ကျွန်တော်တို့ကအယောင်လေးတွေနည်းနည်းပြောင်းတာမျိုးတွေတွေ့ရတတ်တယ်ဒါကတော့ကျွန်တော်တို့ကဒီသူ့ရဲ့လက္ခဏာတွေပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုကျွန်တော်တို့ကုကြမလဲလွယ်ဆုံးကတော့ကျွန်တော်တို့ကဒီခြိုက်ွက်ရဲ့အနေအထားကိုကြည့်ရတာပေါ့ဒီခြိုက်ွက်လေးကကျွန်တော်တို့ကခြိုက်ွက်သေးတယ်ဖားဆရာမလိုတဲ့အနေအထားတချို့ရှိတယ် အဲဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကဒီတိုင်းထားလို့ရတယ်အဲတချို့ကျတော့လေကျွန်တော်တို့ကဂျင်မာဆိုရင်တော့ကျွန်တော်တို့က fluoride varnish ဒါမှမဟုတ် jelly ကျွန်တော်တို့လိမ့်ပေးထားလို့ရတယ်ဒါကတော့ကျွန်တော်တို့ကအရန်မဆိုးရင်ပေါ့နော်တချို့ကျတော့ကျွန်တော်တို့ကဒီ B ပုံတရံဒီခြိုက်ွက်လေးကပေါ်လာပြီပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်သွားဖာတာမျိုးလုပ်ပေးလို့ရတယ်နောက်တစ်ခုကသူကကျင်လွားနေပြီးတော့ကျွန်တော်တို့ကထပ်ပြီးတော့ ဘာဖြစ်လာတတ်လဲဆိုတော့ဒီခြိုက်ွက်လေးကပိုနှက်လာတတ်တယ်အဲ့တော့ကျင်လွားနေကျွန်တော်တို့ကအတနုကိုထိသွားတာမျိုးလဲရှိတတ်တယ်အဲ့ဒီမျိုးထိသွားပြီဆိုရင်တော့ကျွန်တော်တို့ကအကျော်တတ်တာမျိုးလောက်ရတယ်ပြီးရင်ကျွန်တော်ပြန်ဆွတ်တာမျိုးတွေပါတယ်လောက်ရတာမျိုးတွေရှိတတ်တယ်အဲ့တချို့ကြတော့ကျွန်တော်တို့ကအဲ့ဒီခြိုက်ွက်အရန်နှက်ပြီးတော့သွားကြိုက်တာနာတာဖြစ်တယ်တချို့အရန်နှက်သွားပြီဆိုရင်တော့တချို့အကျော်တတ်တာနဲ့ကျွန်တော်တို့မနိုင်တော့ရင်တော့ကျွန်တော်တို့နှုတ်ရတာမျိုးတွေရှိတတ်တယ် အဲ့တော့ကျွန်တော်တို့ကဘလူးကာကွယ်ကြမလဲဘလူးကာကွယ်ကြမလဲဆိုတော့အဓိကကျွန်တော်တို့ကသွားတိုက်နီးမှန်ရမယ်အဲ့တော့ကျွန်တော်တို့ပုံမှန်ဒီမှာကျွန်တော်ဒါလေးနဲ့တစ်ချက်ပြမယ်နော်တချို့သွားတိုက်ရင်ကျွန်တော်တို့ကဒီလိုတိုက်ကြတာများတယ်ဒီလိုတိုက်ကြတာများတယ်အဲ့ဒီသွားတိုက်နီးကိုလည်းကျွန်တော်စနစ်မှန်သွားတိုက်နီးဆိုပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုနဲ့ပြောထားပေးဘူးလေကျွန်တော်ဒါလေးကိုလည်းကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုလည်းအခု description အောက်မှာကျွန်တော်ပြန်ထည့်ပေးထားမယ်ပေါ့နော် ဲ့တော့သွားတိုက်တာကကျွန်တော်တို့ကပုံမှန်ဒီလိုတိုက်တာပိုကောင်းတယ်ကျွန်တော်ဒီလိုစွဲတာကြာရင်ကျွန်တော်တို့ကဒီတဖုံးရဲ့အောက်သွားရဲ့ခါးပိုင်းမှာကျွန်တော်အခုပြောတဲ့ abrasion ဆိုတဲ့လက္ခဏာမျိုးတွေ့ရတတ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကကျွန်တော်ဒီသွားတိုက်စေးတချို့ဖြူချင်လို့သွားတိုက်စေးအမုတ်တွေတုံးတာသွားတိုက်စေးအမုတ်ကကျွန်တော်တို့ကကျွန်တော်တို့ ချွတ်ဆေးတွေပါတယ်ပေါ့နော်ချွတ်ဆေးတွေပါတာများတဲ့အတွက်ကျွန်တော်တို့ကသွားမှာကျွန်တော်တို့ဒီဒီလိုအစင်းရာတွေဆက်ဆာခြင်းထင်မယ်အဲ့ဒီအစင်းရာကနေပြီးတော့ကျွန်တော်တို့အခုလိုမျိုး abrasion တွေဖြစ်နိုင်တယ်ဒါကကျွန်တော်တို့သွားတိုက်ဆေးမုတ်တွေတုံးတဲ့လူမှာတွေ့ရတယ်ပြီးတော့ကျွန်တော်ဒါနေဘက်ဒီမှာတချို့အသက်ကြီးပိုင်းလူကြီးတွေအခုထိ ကျွန်တော်တို့ဒီမီးသွေးဖွဲပြားစားပါပါတယ်ကျွန်တော်တို့တမာဓာရီနဲ့သွားတိုက်ရင်ကြီးပြောင်တယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးဒီပစီးတွေနဲ့တိုက်ကြတယ်ပေါ့နော်အဲ့တော့အဲ့ဒါတိုက်ရင်လဲကျွန်တော်တို့ကဓာမျိုးဖြစ်တဲ့အတွက်ဓာရီကိုရှောင်ကျင်လိုက်ရင်ဒီကျွန်တော်တို့အခုပြောတဲ့ဒီ operation ဖြစ်တော့မှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်သွားဖြူဆေးတွေအလွန်ကျွံသုံးတာသွားဖြူသွားတိုက်ဆေးတွေသွားဖြူသွားတိုက်ဆေးကကျွန်တော်တို့က ပုံမှန်ကျွန်တော်ကတော့အားပေးတာကပုံမှန်ကျွန်တော်တို့သွားတိုက်ဖေးပဲတောင်းရင်ပိုကောင်းတယ်တချို့ကကြတော့သွားဖြူချင်တယ်ဆိုပြီးတော့ကျွန်တော်တို့ကသွားတိုက်ဖေးကိုသွားဖြူတယ်သွားတိုက်ဖေးတွေထောက်လျှောက်တုံးတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီသွားဖြူတယ်သွားတိုက်ဖေးကကျွန်တော်တို့ကတကယ်ပြောရရင်ကြီးပြောင်ဖို့ဒီဖြူဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီ abrasive ပေါ့နော်သွားတိုက်ဖေးမှာကျွန်တော်တို့ကဒီချွတ်ဖေးရဲ့ပမာဏလေးတော့ပိုများရတယ် ဲ့တော့ပိုများတော့ရေရှည်တိုက်တာကြာလာရင်ကျွန်တော်တို့ကအခုလိုမျိုးဒီ operation လို့ခေါ်တယ်ဒီလို jack quad လေးတွေဖြစ်နိုင်တယ်အဲ့တော့အခုဒီကျွန်တော်ဒီဒီဟာကျွန်တော်အခုပြောတာဟာ operation ပေါ့နော်ကျွန်တော်ရှေ့မှာ ပြောခဲ့တဲ့ video တွေနဲ့ဆက်ဆက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ nan carrier lesion လို့ခေါ်တာပေါ့တကယ်ပြောရင်ကျွန်တော်တို့ကသွားပိုးစားလို့အပေါက်ဖြစ်တာရဲ့ ဒီသွားပိုးစားတာမဟုတ်ပဲအပေါက်ဖြစ်တဲ့အကြောင်းအရာမှာကျွန်တော်ရှေ့ရက်တွေမှာပြောခဲ့တယ်ကျွန်တော်တို့ erosion attrition အခု abrasion နဲ့ဒီ affraction လေးမျိုးကကျွန်တော်တို့က non curious lesion လို့ခေါ်တာပေါ့ဒီသွားပိုးစားတာမဟုတ်တဲ့ကျွန်တော်တို့သွားပြုံးသီးခြင်းသွားပျက်စီးခြင်းပေါ့နော်အဲ့တော့အခုဗီဒီယိုလေးကနေပတ်သက်အခုဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကျိုးတစ်စုံတရာရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဲ့တော့အကျိုးတစ်စုံတစ်ရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံတိုင်း subscribe လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ